ိမ်ပိုင်ရှင်ရေဟောဒီဟာအိမ်ငားမလေးရဲ့အိမ်ပေါ့တက်လာခဲ့လीနော်အိမ်ပိုင်ရှင်ကြီးဟောဒီကအိမ်ငားမလေးရဲ့အိမ်ပေါ်တက်လာရဲ့လေဟဲ့နေရပါလို့နေတိုင်းငါ့ဘော်ဖော်လီရင်ပြစ်ချနေရတာလေအိမ်ငားနဲ့အိမ်ပိုင်ရှင်နဲ့ရောတူတူခိုးစားလို့မရဘူးလားအဲ့လေဟုတ်တော့ဟုတ်တာပဲ အခက်ပဲမှာလေသွားမယ်လေအိမ်ပိုင်ရှင်ရေဟောရီယာအိမ်ငားမလေးရဲ့အိမ်ပေါ်ကိုတက်လာခဲ့လीနော် mà xin nhỉ? Hồi à, anh áo mà lì anh mẫu tất là cái lì. Hey, anh bạn xin nhỉ? Hồi à, anh áo mà lì anh mẫu tất là cái နေရဘာလို့နေတိုင်းငါ့ဘောဖောလီရင်ပြစ်ချနေရပေါ့ဟောရှင်ကလဲရှင်ကကလေးမမဟုတ်တော့တာကျမဘာလို့ဆိုလို့ချင်းလဲဆိုတာရှင်သိမှာပေါ့ဟဲ့ငါ့ဘာမိမရှိရလေနေဘာလို့အဲ့လိုလုပ်နေရလဲမိမရှိရှိမရှိရှိပေါ့နေပါဦးရှင်နေတိုင်းအဲ့အရာတာတမျိုးတွေကိုစားနေရတာမရောဘူးလားတခြားအစ်စန်းလေးပါလေစမ်းကြည့်တင်တယ်လို့ကျမထင်နေနော်ဟဲ့ နေရငါ့ရဲ့အိမ်ငါလေငါနေ့ရဲ့အိမ်ပိုင်ရှင်လေဘယ်လိုလုပ်ကောင်းမလဲဟာဟောဘာဖြစ်လို့လဲအိမ်ငါနဲ့အိမ်ပိုင်ရှင်နဲ့ရောတူတူခိုးစားလို့မရဘူးလားဟမ်အဲ့လေဟုတ်တော့ဟုတ်တာအခက်ပဲပါလေသွားပါဦးစားကြ။ဟုတ်နေပါအောင်။ကြည့်အောင် ပုံစံရင်းနဲ့ကြည့်လိုက်ပါအောင်နင်းနေပေါ့ပါလေတန်တန်ပြက်ပြက်လေးတော့မဟုတ်ခဲ့ဘူးဒီလိုလို့လေမနေ့ဖြစ်အောင်မှတန်တန်ပြက်ပြက်လေးနဲ့ချိုးစမိုးကြီးထုတ်လာပြီးတော့ရိုမန်တစ်ဆန်နဲ့အချစ်ဇလန်လေးတို့ဖန်ပြီးကြမယ်ခင်နော်ဟုတ်ပြီဟုတ်ပြီအဲ့ဒါမနေ့နဲ့လာရင်နော်မနေ့တော့တည်ကြရင်နော်တည်ကြတဲပဲမလဲကိုကိုရောက်ပြီးကိုကိုလုံးဝပြင်းပြင်းစင်စင်ဝတ်ပြီးလာရတော့ဒီနေ့ ဟောတဲ့အခန်းထဲမှာလာကိုကိုလာအိမ်မယ်ဟာကို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 မလာသေးနဲ့ဟောတဲ့ရဒီမှာလေကိုကိုနဲ့တွေ့ဖို့လှလာပပလေးဝိတ်ပြီးတော့ဘော်လီလဲနေလို့ခဏလေးဟာဘော်လီလဲနေရဆိုကိုကိုလာခဲ့မယ်ဟာကိုကိုမလာသေးနဲ့ဟောကိုကိုရခဏလေးပါဆိုနေမှာဟုတ်ပြီဟုတ်ပြီတဲ့ကိုကိုတခုပြောပြမယ်တဲ့တိလာတဲ့လေဒီအိမ်မှာအိမ်ငါးနေဖို့စလာကြရကိုကိုကတဲ့ကိုလုံးဝကြွေသွားတာကိုကိုအစကြီးကပြောချင်းနေကိုကိုမိမရှိလို့ကိုကိုကမပြောရဲတာကြည်လာကြည့်ရဲ့ ောင်းမိဘမိမမိမိမိမမိမဒီကိုဘာလာလို့တာဟုတ်တယ်ကျမရှစ်မိမပဲမိပါအောင်ရှစ်ဒီခန့်ရှိမှာဘာရက်လုံနေရလဲဟောယောက်ျားဒီခန့်ရှိမှာဘာရက်ဟောဘာရက်လုံနေရလဲဆိုယောက်ျားရှင်းပြမယ်မိမတိလားဒီအိမ်ကားနေတဲ့ကောင်မလေးရလေယောက်ျားဘောနေတိုင်းဘောလီတွေပြစ်ချပြီးတော့ယောက်ျားကိုမြှုပ်ဆွဲတာသူ့နောက်ပါလာမြှုပ်ဆွဲနေတာမိမရဲ့ဟုတ်ပါတယ် ဗောလီရပြစ်ချတာကျမဟုတ်ပါလေဒါပေမဲ့အဲ့လိုပြစ်ချရဲဆိုတာရှင့်ရမင်းမကျမကိုခိုင်းလို့ကျမလုံးရတာပြီးတော့လေရှင့်ရမင်းမကသူ့ယောက်ျားသူ့ပေါ်တစ္ဆာရှိလားဒါမှမဟုတ်လို့ရှိရင်သူ့ယောက်ျားမင်းမတကာကိုဖွံ့ဖြိုးတတ်တဲ့လူမျိုးလားဆိုတာကိုရှင့်ရမင်းမအရင်သိချင်တာလေသူကစမ်းသပ်ကြည့်ချင်တယ်ဆိုလို့ကျမကဒီလိုမျိုးလုပ်ပြလိုက်ရတာပါဒီမှာယောက်ျားကျမကလေအစကရာရှင့်ပေါ်မှာတန်တရားဝေနေခဲ့တာ ဒါပေမဲ့အဲ့ဒီကောင်မလေးအိမ်ပေါ်မှာစပြီးငှားနေကြတဲ့ကပို့ပြီးတော့ပေချာသွားတာ။အော်ရှင်ကဖတ်ပြန်လာတော့မှပြင်းပြင်းလန်းလန်းဝစ်ပြီးတော့လာရတယ်ပေါ့။နေပါဦး။ရှင်ကဒီကောင်မလေးကိုဘာလို့ရမယ်လို့ထင်နေရလဲ။ဟုတ်ပါဦးမေမယောက်ျားတောင်းမှမှာလေ။နောက်ကယောက်ျားတခြားမေမတွေကိုပုံမကြောင်တော့ပါဘူး။တက်တော်လေးဖုန်ချောင်းကြည့်နေရပေါ့လေ။အေးအဲ့ဒီဖုန်ချောင်းကြည့်နေရပိုးရတရားငါလို့ပြင်မယ်။မေမယောက်ျားတောင်းမှမှာမေမလို့ပါလေ။အော်မတောင်းပါနဲ့။